မတက်မတော်မှာလေတန်းနဲ့ရေတက်ကိုကြည်တက်ကအမဲလွှမ်းမှုရှုပ်ကင်ထားတဲ့အစဉ်အလာရှိတဲ့အတွက်ကကကြီးမှာတာဝန်ထမ်းဆောင်နေတဲ့အရာရှိတွေဟာကကလီနဲ့ကကရေကအရာရှိတွေအပေါ်မှာခွဲခြားတဲ့ပုံစံနဲ့အမြဲတမ်းနှိမ်ရှားဆက်ဆံလေးရှိပါတယ်။ကကကြီးကစစ်ဘိုးတွေဟာသူတို့သာလဲတိုင်းပြည်ကိုပုံမရှင်းမြတ်နိုးသူတွေတတိရှိသူတွေစစ်တရဲသူတွေလိုခံယူထားကြပြီးကကလီနဲ့ကကရေကအရာရှိတွေကိုတော့ နာအဘစစ်ကောင်စီဝင်နေတဲ့မှာအတွင်ရင်မှုနဲ့ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနဲ့ယတခတိုင်မူဗိုလ်ချုပ်တီဟာသူရသူရစစ်မောင်တို့2000ခုနှစ်ဖေဖော်ဝါရီလအတွင်းအသေးထွက်သွားပြီးနောက်တိတ်မကြခင်နောက်ထပ်အရှင်ထွက်ခဲ့ရသူတဦးကတော့တပ်မတော်လေးရဲ့ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးကျော်တန်း4133ဖြစ်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးကျော်သက်ဟာ1996နှစ်ဝင်ဘာ15ရက်စေအောင်စုတွင်အာနာလူပွဲမှာတခြားဒုတိယဗိုလ်ချုပ်ကြီးတရာစင်ကျော်နဲ့အတူဖြုတ်ထုတ်ရှင်းခံလာရတဲ့လေတက်ကာကွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးတိန်ဝေရဲ့နေရာမှာအစာထိုးခန်းခံခဲ့ရသူ ဖြစ်ပါတယ်။ဗိုလ်ချုပ်ကျော်သက်ဟာထူးချွန်တဲ့အရာရှိတဦးဖြစ်ပါတယ်။1994ခုနှစ်မတ်လအတွင်းစတင်ဖွင့်လှစ်ခဲ့တဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်တင်နန်းအပတ်စဉ်တက်မှာဗိုလ်မှူးကြီးတွေဖြစ်ကြတဲ့ ျော်ဝင်းမောင်ဘိုတရားသူရတယောက်မြင့်ဦးတရားသူရသူရစင်မောင်သူရရွှေမန်းတို့နဲ့အတူတယောက်ခဲ့သူဖြစ်ပြီးသူ့ရဲ့တင်တန်းသားအမှတ်စဉ်ကနံပါတ်၁ဖြစ်ပါတယ်။ဘိုးကျုပ်တင်ဦးတို့ရဟန်းရင်ပြကြတည်ဆုံးခဲ့ပြီးနောက်မေလကုံလောက်ပိုင်းကစပြီးဘိုးကျုပ်ကျော်သက်ဟာလူမြင့်ကွင်းကနေပြောက်ကွယ်နေခဲ့ပါတယ်။ဇူလိုင်လအတွင်းကာကွယ်ရေးဝန်ကြီး ဘူဂျုံကြီးဟောင်းရှာပါလေဦးဆောင်နဲ့ထိုင်းပရိတ်တပ်မတော်ကကြီးရည်လီဦးစီးချုပ်တွေမြန်မာနိုင်ငံကိုတွားရောက်လည်ပတ်တဲ့အချိန်မှာ နာအဖလီတက်ကွယ်ရေးဦးစီးချုပ်ဘူဂျုံကျော်တန်းကိုမတွေ့ခဲ့ရဘူးလို့ဆိုပါတယ် ထိုင်းလီဒတ်ဦးစီးကျုံနဲ့ဗိုလ်ချုပ်ကျော်တန်းတို့ဟာအမေရိကန်နိုင်ငံမှာလီဒတ်ဆိုင်ရာစစ်ပညာတွေကိုအတူသင်ကြားခဲ့သူတွေဖြစ်ကြတဲ့အပြင်လက်ရှိတာဝန်အစဉ်အတန်းအရလည်းကောင်တာပတ်တွေဖြစ်နေတာကြောင့်ထိုင်းလီဒတ်ဦးစီးကျုံကိုဗိုလ်ချုပ်ကျော်တန်းကကြိုးစိုးနှုတ်ဆက်အခန့်ချင်းမပြုတဲ့အပေါ်လေးလာသူတွေကစိတ်ဝင်စားခဲ့ကြပါတယ်ဗိုလ်ချုပ်ကျော်တန်းလူမြင်ကွင်းကပြောက်ွယ်နေမှုကြောင့်ကောလာဟာလာတည်င်းနေလဲအမျိုးမျိုးပေါ်ထွက်ခဲ့ပါတယ် ဗိုလ်ချုပ်တင်ဦးတို့အဖွဲ့စည်းနင်းလိုက်ပါသွားတဲ့ရုရှားလို့ MSMT လေရင်ပြတ်ကြမှုအပေါ်တာဝန်ယူတဲ့အနေနဲ့နှုတ်ထွက်စာတင်ပြီးထွက်သွားခဲ့တယ်လို့လို့သူ့ကိုမတိုင်ပင်မဲနဲ့နာအဖာဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးတန်းရွှေနဲ့လက်နက်ပွဲစားတထေးလေးကိုတည်စားတို့ပေါင်းပြီးရုရှားနဲ့တရုတ်လို့စစ်လေရင်အဟောင်းတွေကိုဝယ်ယူသုံးစွဲခဲ့တာကြောင့်ဘိုးချုပ်တင်ဦးနဲ့ဘိုးချုပ်စစ်မောင်တို့လိုတက်မတော်ထိတ်တန့်အရာရှိအများအပြားထိခိုက်သေးဆုံးခဲ့ရမှု တိုက်လေရင်နေမကြခဏပြတ်ကြပြီးလေတက်အရာရှိငယ်တွေအများအပြားအရှိနီးအသက်ဆုံးရှုံးခဲ့ရမှုနဲ့နိုင်ငံရေးပဏာငွေတွေအဟောတိကံဖြစ်ခဲ့ရမှုတွေအပေါ်မကြေမနက်ဖြစ်ပြီးဒေါသရန်အိုးပောက်ကွဲမိတာကြောင့်အာနာရှင်ကြီးရဲ့ညုံညင်မှုကိုခံရပြီးဖြုတ်ထုတ်ရှင်းတာကိုခံလိုက်ရတယ်လို့သတင်းမျိုးစုံပေါ်ထွက်ခဲ့ပါတယ်။ အာနာရှင်တွေရဲ့ထုံးစံအတိုင်းဒီလိုအတွင်းရေးကိစ္စတွေကိုလူသိရှင်ကြားထုတ်ပေါ်ကြေညာလေးမရှိတဲ့အတွက်ဆရာနာရှင်ကြီးတွေကဘိုးကျောကျော်တန်းကိုဘာကြောင့်ဘယ်အချိန်မှာဘလို့ဖယ်ရှားလိုက်တယ်လဲဆိုတာကိုအခုအချိန်အထိအတိအကျမသိရသေးပါဘူး။လေတပ်ဦးစီးအရာရှိချုပ်ဗိုလ်ချုပ်မြင့်စွေကိုလေတပ်ကကွယ်ရေးဦးစီးချုပ်တဲ့အဖြစ်နဲ့2000ခုနှစ်ဇူလိုင်လ18ရက်နေ့မှာ မိတီလာနန်းဆန်နဲ့နန်းပောင်လီတက်အရှိဆိုင်စကန်တွေကိုလှဲ့လှယ်စစ်ဆေးလူလုံးပြခိုင်းတော့မှကာကွယ်ရေးဦးစီးချုပ်လေးဘူကျော့ကျော်တန်တယောက်အမှန်တကယ်ကြေကျွေးသွားပြီဆိုတာကိုသိကြရပါတယ်မြမတက်မတော်ကိုကြီးရည်လီနဲ့လက်ယုံအကူဝန်ထမ်းတက်တယ်ဆိုပြီးစူဖွဲ့တိစောက်ထားပါတယ်တက်မတော်ကြီးရည်လီနဲ့လက်ယုံအကူဝန်ထမ်းတက်တယ်ရဲ့အကြီးအကဲတွေဟာစစ်တက္ကသိုလ်ဘူတင်နှန်းကျောင်းစစ်ဦးစီးတက္ကသိုလ်နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တွေမှာစစ်ပညာတွေကို အတူတကွလေ့လာသင်ကြားခဲ့ကြရတဲ့ရောင်းရင်းနေရဲဘော်ရဲဘက်တွေဖြစ်ကြပါတယ်။ဒါပေမဲ့မြမတက်မတော်မှာလေတန်းနဲ့ရေတက်ကိုကြီးတက်ကအမဲလွှမ်းမှုရှုပ်ကင်ထားတဲ့အစဉ်အလာရှိတဲ့အတွက်ကကကြီးမှာတာဝန်ထမ်းဆောင်နေတဲ့အရာရှိတွေဟာကကလီနဲ့ကကရေကအရာရှိတွေအပေါ်မှာခွဲခြားတဲ့ပုံစံနဲ့အမြဲတမ်းနှိမ်ရှာဆက်ဆံလေးရှိပါတယ်။ ကကကြီးကစစ်ဘိုးတွေဟာသူတို့သာလဲတိုင်းပြည်ကိုပုံမရှင်းမြတ်နိုးသူတွေတတိရှိသူတွေစစ်တရဲသူတွေလို့ခံယူထားကြပြီးကကလီနဲ့ကကကြီးကအရာရှိတွေကိုတော့အီလစ်တွေအခွင့်ထူးကန်တွေစစ်မတရဲသူအဖြစ်နဲ့ရှုံးမြင်ထားကြပါတယ်။ဒါကြောင့်စစ်သားချင်းအတူတူယာရူးအဆင့်တိုးမြင့်ပေးတာအခွင့်ရေးပေးတာကအစလေတက်နဲ့ရေတက်ကအရာရှိအရာခံအကြက်တက်သားတွေဟာခွဲခြားဆက်ဆံတာကိုတခြားလုံးခံခဲ့ကြရပါတယ်။ နာဝတာနာအဖဆေအစိုးရတက်တန်းကာလအတွင်းကကကြီးကလေတက်နဲ့ရေတက်ကာကွယ်ရေးဦးစီးချုပ်တွေကိုစိတ်မထင်ရင်မထင်သလိုမကြာခဏဖြုတ်ထုတ်ပြောင်းလုပ်ခဲ့တာတွေ့ရပါတယ်1998ခုနှစ်နိုဝင်ဘာ15ရက်ဆေအုပ်စုတွင် အာနာလူပွဲအပြီးမှာရေတက်ကာကွယ်ရေးဦးစီးချုပ်အသေးအဖြစ်ခန့်အပ်ခံခဲ့ရတဲ့ဒုတိယဗိုလ်ချုပ်ကြီးညွန်သိန်းဟာလည်း2001ခုနှစ်ဩဂုတ်လမှာဖြုတ်ထုတ်ရှင်းခံလာရပြီးသူ့နေရာမှာ COC အရာရှိချုပ်ရေးဗိုလ်ချုပ်ကြည်မင်းကိုအစားထိုးခံခဲ့ပါတယ် ဘိုးကျုံညွန့်သိန်းကို အသက်ရှောက်ဆယ်ပြည့်တဲ့အတွက်တက်မတော်စည်းကမ်းအရာအနာပေးတာပါလို့နာအဖကသတင်းလွှင့်ခဲ့ပေမဲ့ဩဂုတ်လ9ရက်နေ့နဲ့10ရက်နေ့တွင်မှာ ကကကြီးကဦးစီးကျင်းပပြုလုပ်ခဲ့တဲ့ရေတက်ဆိုင်ရာမဟာဗျူဟာအစီအဝေးကိုဗိုလ်ချုပ်ညွန့်သိန်းနဲ့ရေတက်ဦးစီးအရာရှိတရှိုးကလာမတက်ပဲနေခဲ့တာကြောင့်ဗိုလ်ချုပ်ညွန့်သိန်းအပါအဝင်ရေတက်အရာရှိ18ဦးကိုတက်ကထုတ်လိုက်ပြီးဩဂုတ်လ14ရက်နေ့မှာဗိုလ်ချုပ်ကြည်မင်းရေ1139ခုကိုအစားထိုးခန့်အပ်ခဲ့တာဖြစ်ကြောင်းတက်တွင်တက်တင်းနေအရာသိရှိရပါသည် ဗိုလ်ချုပ်ညွန့်သိန်းနဲ့ရေတဲ့အရာရှိကြီးတွေဟာကကကြီးကကကရေကိုနေရတကာဝင်ရောက်လွှမ်းမိုးရှုပ်ကိုင်နေတဲ့ကိစ္စရေတဲ့ရဲ့ကာကွယ်ရေးဆိုင်ရာမဟာဗျူဟာတွေရေဆွဲရှာမဲ့ရာမှာတရုတ်အယူအဆတွေလွှမ်းမိုးလာနေတဲ့ကိစ္စကကရေရဲ့သဘောထားကိုမတောင်းခံပဲတရုတ်လို့ကိလက်စစ်တမောဟောင်းဆယ်စီနဲ့ခင်မမီတော့တဲ့ Rylas အမျိုးအစားဖြစ်ကတ်မှုထိန်းသိမ်းရေဒါ Type 76အမျိုးအစား37 MN တမောတင်ဆက်အများတွေနဲ့ CAO1 CSSM4 စာတိုင်းအမျိုးအစားတင်မောကြီးပြစ်တုံးပြက်နေကိုဝယ်ယူအသုံးပြုခဲ့တဲ့ကိစ္စတွေအပေါ်မကြေမနက်ဖြစ်ခဲ့ကြကြောင်းသိရှိရပါတယ်။တရုတ်နိုင်ငံကနေဝယ်ယူခဲ့တဲ့ကင်းလက်စစ်သမောအများစုဟာမြန်မာပြည်ကိုလွှဲပြောင်းပေးရပြီးနှစ်အနည်းငယ်အကြာမှာခုံမောင်းမရတော့လို့ ရေတပ်အရှိဆိုင်စခန်းတွေမှာပဲအမြဲလိုလိုစိုက်ကပ်ထားရသလိုတရုတ်လုံရေဒါတွေနဲ့ဒုံးပျံတွေကလည်းခက်မမီတဲ့အတွက်အနောက်နိုင်ငံကြီးတွေရဲ့ရေတပ်ကိုမဆိုထားနဲ့အိန္ဒိယချင်းထိုင်းမလေးရှားဘင်္ဂလားဒေ့ရှ်စတဲ့နိုင်ငံတွေကရေတပ်တွေကိုတော့ဘလို့မှရှင်ပြိုင်နိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။တမတော်လေးနဲ့တမတော်ကြီးမှာတာဝန်ထမ်းဆောင်နေကြတဲ့အရာရှိတွေဟာပညာထူးချွန်သူတွေဖြစ်ကြတဲ့အပြင်နိုင်ငံတကာရဲ့အရှိအအနေတွေကိုလည်း မျက်ရှိမပြတ်လေးလာစီးပူသိရှိနေကြသူတွေဖြစ်ပါတယ်။ထိပ်ပိုင်းအရာရှိကြီးအရှိုးဟာအနောက်နိုင်ငံတွေကစစ်တက္ကသိုလ်တွေမှာပညာသင်ကြားခဲ့ကြသူတွေဖြစ်ပါတယ်။ဒါကြောင့်သူတို့ရဲ့လီတက်နဲ့ရေတက်တွေကိုအိန္ဒိယနိုင်ငံတွေနဲ့ရှင်ပြိုင်တိဆောက်ရမှာအနောက်နိုင်ငံတွေကကျင့်သုံးနေတဲ့ခေတ်မီမဟာဗျူဟာတွေနဲ့ဤပညာတွေကိုအသုံးပြုတိဆောက်ဖို့ပုံမအားတန်ကြကြောင်းသိရှိရပါတယ်။ ဒါပေမဲ့တပ်မတော်တစ်ခုလုံးကိုရှုတ်ကင်ထားတဲ့ဆရာနာရှင်ကြီးတွေကသူတို့ရဲ့အာဏာတည်မြဲရေးနဲ့သူတို့ရဲ့ကိုကျိုးစည်းပွားတစ်ခုတည်းကိုကြည်ပြီးတရုတ်နဲ့ရုရှားကခင်မမီတော့တဲ့စစ်လက်နက်ပစ္စည်းအဟောင်းတွေကိုသာဝယ်ယူအသုံးပြုနေတဲ့အပေါ်မကျေနပ်ခဲ့ကြဘူးလို့ဆိုပါရယ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တွေဖြစ်ကြတဲ့ကကကြီးမဗိုလ်ချုပ်မူကြီးနှစ်ဦးကအသက်80ကျော်တဲ့အထိ ူတို့ရဲ့ယာဒူးတွေကိုမစိုးလို့ပဲဆက်လက်ဆုတ်ကင်ထားဆဲဖြစ်ပေမဲ့ကကလီနဲ့ကကရီကကာကွယ်ရေးဦးစီးချုပ်တွေရဲ့ဘဝကတော့နေမြင်ညပြောက်ဘဝမျိုးဖြစ်နေတာတွေ့ရပါတယ်ကာကွယ်ရေးဦးစီးချုပ်လေဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေဟာလည်း2003ခုနှစ်အတွင်းမှာဖယ်ရှားခံခဲ့ရပြီးသူ့ရဲ့နေရာမှာ DSA စက်ခွန်ကျောင်းစဉ်ဗိုလ်ချုပ်မြတ်ဟိန်လေတခြားရှင်းနှစ်ကို အစားထိုးခံခဲ့တာတွေ့ရပါတယ်။ အလားတူကာကွယ်ရေးဦးစီးချုပ်ရေးဒုတိယဗိုလ်ချုပ်ကြီးကြည်မင်းဟာလည်းတိတ်ကြကြမခံပဲဖယ်ရှားခံခဲ့ရပြီးသူ့နေရာမှာ DSA 7အကြောင်းစင်ဗိုလ်ချုပ်ဆိုတဲ့ရေ1118နဲ့အစားထိုးခန့်အပ်ခဲ့တာတွေတွေ့ရပါတယ်။ ဘိုးချုပ်စိုးသိန်းဟာညှီကိုလို့လူတီများလာတဲ့ဘိုးချုပ်ကြီးရွှေမန်းနဲ့ DSA အပတ်စဉ်တကူတွေကဖြစ်ပြီးစစ်တပ်ကတော်မှအကောင်းဆုံးပိုလောင်စုကိုရရှိခဲ့တဲ့အပြင်မဆာလာအစိုးရခင်မှာရေတပ်ဦးစီးချုပ်ဖြစ်ခဲ့မှုတဲ့ဘိုးချုပ်ရှစ်လာရည်ရဲ့ကိုရွေးအရာရှိ PSO တာဝန်ကိုလည်းထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ကာကွယ်ရေးဦးစီးချုပ်ရေဒုတိယဘိုးချုပ်ကြီးစိုးသိန်းကို သူအရင်ရေတက်ကွယ်ရေးဦးစီးချုပ်တွေလိုဖြုတ်ထုတ်ရှင်မပစ်သေးပဲဒီနှစ်စွန်လ20ရက်နေ့မှာ မတ်နှစ်ဆက်မှုဝင်ကြီးဌာနကိုဝင်ကြီးအဖြစ်နဲ့ပြောင်းရွှေ့ပေးတာဟာသူ့ရဲ့ကျောင်းနေဘက်တငယ်ချင်းဖြစ်တဲ့နာအဖာရဲ့တတိယအာဏာအရှိဆုံးပုဂ္ဂိုလ်ဗိုလ်ချုပ်ကြီးရွှေမန်းရဲ့ဆောင်မကြီးရှုမှုတွေကြောင့်ဖြစ်နိုင်တယ်လို့အများကယူဆနေကြပါတယ်။ကာကွယ်ရေးဦးစီးချုပ်ရေအဖြစ်နဲ့အသိခံခံခဲ့ရတဲ့ဗိုလ်ချုပ်ညံထွန်းက DSA ဆက်လျှောက်ကြောင်းစင်အရာရှိတအူဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့မာဆာလာအစိုးရခင်မှာဝမ်းနန်ဟယ်လိုနာမည်ကြီးပြီးလူရကဖိမ့်ဖိမ့်တော်အောင်ကြောက်ရွံ့ခဲ့ရတဲ့စစ်ထောက်လန်းရေးအကြီးအကဲနိုင်ငံတော်တမရရဲ့စစ်ပလက်ထနိုင်ငံတော်ကောင်စီဝင်နဲ့မာဆာလာပါတီရဲ့တွဲဖက်အထွေထွေအတွင်ရေးမှူးဖြစ်ခဲ့သူဗိုလ်ချုပ်တင်ဦးလန်ပါရဲ့တပည့်ရဲစစ်ထောက်လန်းရေးအရာရှိဟောင်းတဦးဖြစ်ပါတယ်လမ်ဘာတေဦးကို1982ခုနှစ်မှာအေးအေးယူဖယ်ရှားခဲ့ပြီး သူရဲ့စစ်ထောက်လရေးရန်တရားတစ်ခုလုံးကိုမြေလံပစ်ခဲ့ချိန်မှာဘူညံထွန်းကအကက်ကောင်းခဲ့တဲ့အတွက်ဖြုတ်ထုတ်ရှင်ခံခဲ့ရတဲ့အထဲမှာပါမသွားခဲ့ပဲတက်မတော်ရေးကိုပြောင်းရွှေ့ခံရတာဖြစ်ကြောင်းသိရှိရပါတယ်။ကာကွယ်ရေးဦးစီးချုပ်လေးဒုတိယဗိုလ်ချုပ်ကြီးမြဟင်းကတော့အခုအချိန်အထိလက်ရှိတာဝန်တွေကိုထမ်းဆောင်ခွင့်ရရှိနေစေဖြစ်ပေမဲ့သူလည်းဒီနေရာမှာတိတ်ကြကြမနေရတော့ဘူးဆိုတာသဘောပေါက်နေပြီလို့ဆိုပါတယ်။ဗိုလ်ချုပ်မူကြီးတန်းရွှေကသူ့ရဲ့တက်မှတ် ဒေါခင်ပြောင်းရွှေ့ဤခင်မွန်ဘုံမူကြီးသိန်းနိုင် လေတစ်ခွန်သုံးကိုကိုလွန်ခဲ့တဲ့လတွေအတွင်ဘုံမူကျုပ်အဆင့်တိုးမြင့်ပေပြီးမင်္ဂလာတုံလီတက်စခန်းဌာနချုပ်900နှစ်ရဲ့ဌာနချုပ်မူအဖြစ် တာဝန်ပေးရခဲ့တာဟာသူကို အနာဂတ်တက်မတော်လီရဲ့ကာကွယ်ရေးဦးစီးချုပ်လောက်အဖြစ်ရထားကြောင်းအားလုံးကိုရှင်းရှင်းလင်းလင်းကြွတဲ့အသိပေးလိုက်ခြင်းဖြစ်တယ်လို့လီတက်အသားဝိုင်းကယူဆနေကြောင်းသိရှိရပါတယ်။